ုံတော့တစ်ခါတည်းသတိပေးထားမယ်နော်လာမဲ့ဒီစင်မှာမှာရွေးကောက်ပွဲရှိအဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပို့စီကိုမင်းတို့ပောက်ကြရတယ်ရှောက်မရေးနဲ့နော်ကြည့်လားမင်္ဂလာပါအစီအနေတော့ YouTube channel ရကနေကြိုဆိုပါရဗျဒီနေ့ကျွန်တော်တို့တွေ့ကြုံရတဲ့လူတွေနဲ့ဖြတ်တန်းနေအာနာရှင်စနစ်အောက်မှာဖြတ်တန်းနေရတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ဘဝကိုတနာတယ်ကျွန်တော်လည်းမြန်မာနိုင်ငံသားပါပဲဒါပေမဲ့မြန်မာနိုင်ငံအတွင်းမှာလက်ရှိဟာသဆန်ဆန်နဲ့ဖြစ်ပျက်နေတဲ့အရာတွေကတော့အများကြီးပဲအာဆီယံကိုတက်ခွင့်မရလို့ယူကျုံးမရအပူလုံးကြွပြီးဂျောင်ပိတ်ကပ်ပြီးတော့တနိုင်ငံလုံးကိုကျုံဆက်သွင်းဖို့အတွက်တကောင်ချင်းပွဲမှာပဲတက်မယ်ဆိုပြီးတော့ဖာကြထားတဲ့ဂျောင်မျိုးမင်းကတမျိုးရွေးကောက်ပွဲကြီးဖြစ်လာရင် ါတို့တနိုင်ငံလုံးအေးချမ်းပဲဆိုပြီးတော့ဖာကြကြနဲ့ပြောနေတဲ့ဖတ်ခွက်စာပြည်သူထမင်းကိုစားပြီးတော့ပြည်သူကိုပြန်ပြီးတော့ကျွန်ဆက်သွင်းနေတဲ့အောက်တန်းစားတတိုက်ကတမျိုးအဲ့ဒီတမျိုးတဲမှာမှဒီထဲမှာထူးခြားတာတခုပါတယ်ကျွန်တော်ဖွင့်ပြမယ်ရွေးကောက်ပွဲရှင်ပြိုင်မိဇနီးကိုရိုက်နှက်ခဲ့သည့် ခင်မုံဖန်းစည်းခံရတဲ့တဆာညာအဲ့မှာစားပါရေးထားလဲကျွန်တော်ဖတ်ပြမှာပြသူ့ယောက်ျားကိုအရက်ထဲကကနန်းလို့ခေါ်တယ်ဗားတယ်ပေါ့လက်ဆလက်နရှိတယ်သူမိမကိုရွေးကောက်ပွဲမဝင်ဘူးအချိန်ချင်းတတိပေးတယ်မရဘူးနာမည်စရင်ပါလာတော့အိမ်မှာရိုက်နှက်တယ်ရွေးကောက်ပွဲကနေထွက်ဖို့ပြောတယ်မထွက်ရင်တတ်ပြစ်မယ်ချင်းချောင်းမပြောလို့မိမကရက်စကန်သွားတိုင်ရတယ်ဘယ်ပါတီရလဲဆိုတော့တဆာညာပါတီရတိုက်ကြီးအုတ်ကန် ဒါ DBB တရင်ရနေပြောတာအမှန်တရားကိုမြင်ပြီးအမှန်တရားကိုသိတဲ့ပြည်သူတွေလည်းရှိတယ်သူယောက်ျားတည်ဘလို့ပုံစံနဲ့ရုပ်ောက်ပွဲကိုမဝင်ခိုင်းတယ်လဲဆိုတော့မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ပဲစဉ်းစားကြည့်လိုက်ပါအုတ်တမခုနကျွန်တော်ပြောတဲ့ပြည်သူထမင်းကိုစားပြီးတော့တိရစ္ဆာန်နဲ့နှိုင်းမယ်ဆိုရင်ကခွေးဟာတခင်ကိုတည်တယ် ်တခင်ကိုမတီးဘဲနဲ့ဟောင်နေပြီဆိုရင်ဒီခွေးကလမ်းကြုံဝင်လာစားတဲ့လူတွေပဲဒါကြောင့်မို့လို့အမှုပညာဘယ်ဆိုတဲ့ဟာတွေကိုတချို့တချို့တော့လူတွေတော့မပါဘူးပေါ့နော်အမှုပညာတဲ့ဆိုတော့ဖတ်ခွက်စားအောက်တန်းစားဆိုပြီးသတ်မှတ်ထားတဲ့အရာကအခုဒီမှာတက်သေးပဲကျွန်တော်ဗီဒီယိုဖိုင်ကိုတခုချင်းဖြန့်ပြမယ်ဗီဒီယိုဖိုင်ကိုဖြန့်ပြီးတော့ reaction လုပ်ရခြင်းရည်ရွယ်ချက်ကကျွန်တော်တို့ဒီမှာ comment တွေမှာလာရတဲ့လူတွေရှိတယ်။ဟာဒီတရောင်းသားတွေအောက်တန်းသားတွေမမြင်မြင်ဘူးမတွေ့ကျင်ဘူးမဟုတ်ဘူးဗျ။ တမိုင်းဆိုတာကျွန်တော်တို့ကရှိကိုရှိရတယ်တမိုင်းတစ်ခုကိုပြောင်းပြန်လှန်ပြီးတော့ကလိန်ကချစ်လုံးမဲ့လူဒန်းစားတွေကိုလည်းကျွန်တော်တို့အမြဲတမ်းအမှတ်ရနေဖို့လိုတယ်သူတို့ပြောပါတယ်ခက်တမိုင်းကိုဒုံဆိုင်မဲ့ဘာမှဘာများညာများဆိုပြီးပြောထားရှိတယ်အဲ့ဗီဒီယိုဖိုင်ကိုတစ်ချက်နားထောင်ကြည့်ကျုံတော့တစ်ခါလဲသတိပေးထားမယ်နော်လာမဲ့ဒီဇင်ဘာမှာရွေးကောက်ပွဲရှိအဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ တင်လာတဲ့ပို့စီကိုမင်းတို့ပောက်ကြရတယ်ရှောက်မရေးနဲ့တော့ကြည့်လားပြည်သူတွေးတဲ့ထမင်းကိုစားပြီးတော့ကျွန်တော်ခုနပြောသူပေါ့တခင်ကိုပြန်ဟောင်းတဲ့ခွေးတွေဒီလိုအောက်တန်းစားတွေကဒီလိုနေရာမျိုးမှာတော့ဆောက်ရက်မရှိတတိရှိရှိထွက်ပြောရဲတယ်ဆိုတော့ကခင်ဗျားတို့ကျွန်တော်တို့ပြောနေတဲ့ white coat ဆိုတဲ့အရာထက်ပို့ပြီးတော့လွန်ဆန်တဲ့အရာကိုကျွန်တော်တို့ပြည်သူတွေကလောက်အောင်ဒိန်းတော်ငတ်ပြတ်ပြီးတိုင်ပတ်နေတဲ့ အနေထားမျိုးဒီကောင်လေးကိုစုပ်ပြတ်တက်ပြီးလူလောကကနေပျောက်သွားအောင်လို့လုပ်အောင်ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်ဟာတိုက်ကောဟာဦးတိုက်ကောတကယ်လုံကြီးပဲဦးတိုက်ကောအစိုးရပြင်ဆင်ပေးတာနော်ကျန်ရပါလေပြင်ဆင်ပေးရကျိုးနတ်တယ်ပြောထားနော်အစိုးရဆိုတာတကယ်ပြောရင်တကယ်လုတ်တယ်နော်အဲ့တော့ဒီ အစိုးရဆိုတာတကယ်ပြောရင်တကယ်လုပ်တယ်ဘလို့အစိုးရမျိုးလဲပြည်သူကိုရှေ့ရှုတဲ့အစိုးရမျိုးလားဘုံကျုံတွေလက်ထက်ကပြောခဲ့သလိုကဟဲ့အောင်လေးတနတ်ဆိုတော့မိုးဘော်ကိုထောင်ပစ်တာမဟုတ်ဘူးကအဖြစ်အရှင်းရှင်းလေးပဲငါတို့စနစ်တကျဖန်တီးထားတဲ့အာနာရှင်စနစ်ဆိုးကိုစန့်ကျင်တဲ့လူမှန်သမျှကိုတုတ်တင်မယ်ဆိုတဲ့သဘောမျိုးပဲဟုတ်ပြီအစိုးရဆိုတာသူတို့ပြောတဲ့အတိုင်းလုပ်တယ်ဆိုရင် ဘာကြောင့်အဲ့ဒီအစိုးရဟာပြည်သူကိုရှေ့ရှုတဲ့အစိုးရတည်းရဖြစ်မလာတယ်နောက်တစ်ခုဒီလိုမျိုးရှင်းမနေတို့ပြောတာရှိတယ်ဘုံထောင်တာတို့ဘာတို့ဆိုတဲ့ကိစ္စမျိုးတွေကြောင့်ရှိသေးတယ်ကျွန်တော်ထက်မပြောတော့တာဒါပေမဲ့ပြောမှရအာနာရှင်စနစ်ဆိုးကငါတို့နိုင်ငံသူနိုင်ငံသားတွေအပေါ်မှာရုပ်မာရက်ဆက်ပြီးစုပ်ပြတ်တတ်တဲ့ဘဝကျွန်စနစ်ကိုပုံစံမျိုးတွတ်သွင်းနေတဲ့အရာကိုလက်နဲ့ဆွဲကင်ပြီးတော်လန်မှရမယ်ဆိုပြီး27မှာတော်လန်ခဲ့ကြတယ်ဒီအရာကိုဒီချိန်ကမျိုးမှာ ပြည်သူတွေကအထင်ကြီးလေးစားအားကြပါတယ်ဆိုတဲ့အမှုပညာအတိုင်းဝိုင်းကပါဒီလိုအောက်တန်းစားဆန်ဆန်တွေနဲ့အာနာရှင်ရဲ့အကြိုက်ဒီလိုလော်ဘီကားတွေညိုက်ပြီးတော့လှုပ်လာပြီစိုက်ဝါးထက်လာပြီခင်ဗျားတို့ဘာမှတွေးကြောက်မနေနဲ့ခင်ဗျားတို့ဘာမှကြောက်စရာမလိုအာနာရှင်စနစ်သားအမြင့်ပြတ်ဒီလိုအောက်တန်းစားတိုက်ကလည်းတခါလဲလွတ်ထွက်ပြီးသားပဲအေး စ်ပြောင်းသွားတဲ့ထီအောင်မင်းတို့ထောင်နေအော်ဒါနဲ့စကားမဆက်တစ်ချက်ချက်ပြောအောင်မယ်ဒီကောင်လေးကတိုးဆောင်နေတော့ကမထွက်ရပဲနေလိမ့်မယ်ဘောပေါက်တယ်ဟုတ်ပြီခေပြောင်းသွားတာတောင်မာတဲ့မင်းတို့ထောင်နေရနေမထွက်ရနေလိမ့်မယ်ရုပ်ရှင်ကိုရုပ်ရှင်ဆန်ဆန်နဲ့ဖာကြကြနဲ့အာနာရှင်ရဲ့အလိုအကျကလိန်ကချစ်လုတ်ပြီးတော့ပြည်သူကိုထဲ့မဲ့ခြင်းလာပြီလာပြီတိုင်းပြည်ရဲ့ခြင်းကောင်သူတို့အတိုင်းမှာထပ်ပြီးခြင်းထဲအောင်မဒီကောင်ဘာထဲ့မှာကြည် ဒီတစ်ခုကိုသွားနေတာကတော့အမှန်ပဲဗျာအဲ့ဒါကြောင့်လေဒီဒီရွေးကောက်ပွဲကိုတကဘာလုံးကစိတ်ဝင်စားနေတာဟဲ့တကဘာလုံးကစိတ်ဝင်စားတယ်တဲ့တကဘာလုံးကဘယ်အရာကိုစိတ်ဝင်စားလာတယ်ဆိုတာစဉ်းစားကြည့်အာနာရှင်ဟာကျွန်တော်ခဏခဏပြောတယ် program တစ်ခုကိုစနစ်တကျနဲ့လုပ်နေတယ်ဒီလိုအချိန်ခါအလိုက်ကွက်တိကြကြနဲ့ဘလို့ပုံစံမျိုးနဲ့ပြည်သူကိုဂျင်းထဲ့ရမလဲပြည်သူကိုနှက်ချောင်းတွင်းပြီးတော့ ဒီရွေးကောက်ပွဲမှာလာပြီးမဲထဲအောင် ပါဝင်လာအောင် လုပ်မလဲမဲထဲလို့လူအများကြီးနဲ့မဲထဲပြီးဆိုတော့ကြိုက်တဲ့ပါတီကိုထက်ကြက်ခိုင်ရေးပါတီပဲထွက်တယ်ဒါကိုတော့ခင်ဗျားတို့တို့အားလုံးသိပြီးသားပဲဒီနေရာမှာတရုတ်ဆောင်ပြီးပြီးဝင်ပြီးတော့ဖာကြကြတရုတ်ဆောင်တဲ့ကောင်တွေကိုလည်းခင်ဗျားတို့ boycott ထက်လုံတဲ့အရာလုတ်ကိုလုံမှရမယ်ကုမင်းလေအကျွန်တော်တည်တဲ့လောက်တွေတခုလောက်တော့ဝင်ပြောပြရစီ ကယ်ဒမီဆိုတဲ့အရာကိုပူလေးလေးတွေရပြီးတော့ဘယ်လိုအကယ်ဒမီမျိုးတွေဘယ်လိုနေရာမျိုးတွေမှာရတယ်လဲဆိုတော့ကျွန်တော်တို့ခင်ဗျားတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေရင်ထဲမှာခံစားကြည့်တရုတ်ဆောင်အစ်စ်တို့အဆိုတော်အစ်စ်တို့ဆိုတဲ့အရာကျွန်တော်မြန်မာနိုင်ငံမှာအရန်ရှားသွားပြီဗျအာနာရှင်ရဲ့အလိုကျတရုတ်ဆောင်နေရတဲ့ဆိုပြနေရတဲ့အဆိုတော်တွေတရုတ်ဆောင်တွေပဲရှိတော့တယ်အခုကျွန်တော်တို့ရွေးကောက်ပွဲကိုတကဘာလုံးကစိတ်ဝင်စားနေကြတယ်ဆိုတာကဒီစစ်တပ်က အာနာထိန်တော်စိတ်ဝင်စားနေကြတာမှန်တယ်လားအာနာထိန်နဲ့အာနာထိန်နဲ့ဆိုတဲ့အရာကိုမင်းအွန်လိုင်းကအစစပြောပြီးတော့သူ့ရဲ့ပါတီဟိုဟာဗောနော် channel တွေဒီစက်တက်ကို lobby လုပ်တဲ့ channel တွေကစာအာနာထိန်တာပါအာနာထိန်တာပါပြောတဲ့အရာကိုမှဒီလိုကောင်းသားမျိုးပါဗဇက်ကနေဆောက်ရှက်ပြီးထွက်ပြောလာပြီဘာလဲတိရပြည်သူတွေလေးစားအားကြတဲ့လူဆိုပြီးဒီနေရာမျိုးမှာဒီကောင်းနေရကျွန်တော်ပြစ်ရမယ်ဗျစစ်ပြင်းကစားတဲ့ခုံဘွားကနေပုံးအဆင်မရှိတယ် ခုပြီးတစ်ခုကိုထိုးကြွေးနေပြီးခဲ့ဘက်ကလည်းဟိုဟိုလာကစာနာမင်းကိုထိုးကြွေးတယ်အခုတတ်တက်ခိုင်ထိုးကြွေးတယ်အခုလာပြီးတရုတ်ဆောင်နေနဲ့ထပ်ထိုးကြွေးအောင်မယ်စဉ်းစားကြည့်ကြခင်ဗျားတို့ပြည်သူတွေအဲ့တော့ဒီလိုကိစ္စတွေဟာကမ္ဘာနိုင်ငံအသီးသီးမှာလည်းဖြစ်နေကြပဲလေအဲ့တော့အခုစစ်တပ်ကအရတအစိုးရကိုအာဏာပြန်လွှဲပြီးမလွှဲပေးဘူးတကဘာလုံးကစောင့်ကြည့်နေကြတယ် အရက်သားအစိုးရကိုပြန်လွှဲပေးမလွှဲပေးတကဘာလုံးကစောင့်ကြည့်နေတက်လာတဲ့အရက်သားအစိုးရကဘယ်လိုအစိုးရမျိုးလဲဆိုတော့ခင်ဗျားတို့ကြိုးတို့အားလုံးတီးပြီးသားဖြစ်နေပြီဗျာပြီးတော့ပြည်သူတွေမတည်သေးတဲ့တချို့ကိစ္စတွေရတယ်အဲအကယ်ဒမီအကယ်ဒမီပဲအကယ်ဒမီပဲရှိနေကြသေးရောပြည်သူကြီးကပို့ပြီးတော့ရှုပ်ကုန်ကြတာပြီးတော့လေဗျာချိုးထားတဲ့ဖဲတိုင်းလည်းမဝေမိကြတော့အကုန်လုံးကအကန့်နေဖြစ်ကုန်ကြတာဗောဗျာ စိတ်ဝင်စားချက်ရှိတယ်သူတို့ကတရုတ်ဆောင်နေတော့ရုပ်ရှင်ကိုရုပ်ရှင်လိုမျိုးတရုတ်ဆောင်ပြီးတော့ဖာကြကြနဲ့ပြောတဲ့နေရာမှာဒီကောင်တွေကထိဆုံးမယ်အဲ့ဒါကြောင့်ဒီအမှုပညာတဲ့ဆိုတာဖတ်ခွက်စာပြောတဲ့အပြင်အပယ်ကိုအပယ်ကိုလားမယ်ထဲမှာဒီကောင်တွေကဟိုပေါက်ကရုံးလုံးနဲ့အတူတူငရဲလက်မှတ်ကိုကြိုတီးပြီးရထားတဲ့ကောင်တွေပဲအဲ့ဒါကြောင့်မလို့လေဒီရွေးကောက်ပွဲကိုလုပ်ဖို့စီစဉ်ကြတာပေါ့ဗျာ။ဒီခက်တာကဗျာ။အခုရွေးကောက်ပွဲလုပ်ပြန်တော့လေဒီရွေးကောက်ပွဲကအတူရအောင် အဲအဲ့ဒါဆိုရင်မင်းတို့လာပြီးတော့ရွေးကောက်ပွဲဝင်ကြဝင်ပြန်ကြဆိုတော့လည်းမဟုတ်ပြန်ဒီကောင်းတဲ့ academy ကြီးဘယ်လိုတွေရလဲမသိနော်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့အတွေးခေါ်ပိုင်းတွေအရန်နှိမ့်ကြတဲ့အတွက်ကျွန်တော်ကိုယ်တိုင်လည်းပါပါတယ်ကျွန်တော်တို့စီမျောခဲ့ကြတယ်သိမလားဒီသပင်းပညာတွေရုပ်ရှင်တရုပ်ဆောင်တွေဂီတအစီယုံဝန်လူတွေကျွန်တော်တို့တချင်းတွေနားထောင်ရုပ်ရှင်တွေကြည့်ဇာတ်သပင်းတွေတွားကြည့်ပြီးစီမျောခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီ ရုပ်ရှင်ဂီတအနုပညာတွေဆိုတဲ့နေရာတွေမှာအာနာရှင်ရဲ့စနစ်တကျလုပ်ထားတဲ့ဇလန်းတွေအများကြီးပါတယ်။ဟင်္သာရအမြင့်ငွေတို့အကော်ဒီယံအုံးကြော်တို့ခင်ဗျားတို့ကျုပ်တို့စနစ်တကျနဲ့ဂျင်းထဲသွားတာ။ဟမ်ရုပ်ရှင်တွေဆိုတော့ကြည့်လိုက်အောင်အခုဒီကောင်တွေဟိုအရင်တွေကလည်းပါတယ်အခုလည်းပါတယ်။အာနာရှင်ရဲ့လက်အောက်မှာနေရတဲ့အတွက်မတက်တာလို့ပါဆိုပြီးပြောလာတဲ့အကောင်တွေကအခုအချိန်မှာ PP ပြင်းကိုကျွန်တော်တို့ဟာ ဘောမပါတယ်ဆိုတော့တိတိတတပြက်ပြက်တတပြောလာတဲ့အစိတ်ကို ရောက်နေတာဒါကိုကျွန်တော်တို့ကဘယ်လိုအရာမျိုးနဲ့နားလဲခွင့်လို့ပေးလို့ရမလဲဆိုတော့ကိုယ့်ဘာသာကိုယ်ပဲစဉ်းစားကြည့်ဟာခက်တော့ခက်တယ်ဂျားရဲကကျွန်တော်တို့ပြည်သူတွေရာကြီးအဲလှရတော့ချင်းဂျောင်းပိတ်ပြီးတော့ရိုက်ခံနေရဂျားရဲကကျွန်တော်တို့ပြည်သူတွေရာဂျောင်းပိတ်ပြီးရိုက်ခံနေကျွန်တော်တို့ပြည်သူတွေဂျောင်းပိတ်ပြီးတော့ရိုက်ခံနေရတာဘာလို့ကြောင့် အဲ့ဒီအဖြေကိုတီးဖို့လုပ်တယ်ကျွန်တော်ပြည်သူတွေကိုစနစ်တကျကျုံဆက်သွင်းပြီးတော့အကြောက်တရားနဲ့အုပ်ချုပ်ပြီးဒုက္ခရောက်အောင်လုပ်နေတာဘာတူးကြောင့်လဲအာနာရှင်စနစ်ဆိုးကြောင့်ဆိုတော့ခင်ဗျားတို့ကြိုးတို့အားလုံးတီးဖို့ထပ်ပြီးတော့လိုတယ်ဗျဒီကြတဲ့နိုင်ငံရေးသမားတွေကလည်းသူတို့ပြောတဲ့အတိုင်းလို့သူတို့ခိုင်းတဲ့အတိုင်းလို့ဆိုတာကြီးပဲအဲ့လိုကြောက်လို့မဟုတ်သေးဘူးလေဗျာကျွန်တော်လုပ်ချင်မှလုပ်မှာပေါ့မဟုတ်ဘူးလားမိသားကဆောင်းတာအစား ဘွေးလန်းသဖြင့်လှုပ်တာအဆုံးဘာဖြစ်ဖြစ်အပြစ်ကြီးပြောနေတော့တာဘွေးလန်းသဖြင့်လှုပ်တာအဆာအပြစ်ကြီးပြောနေမယ်ဆိုရင်ဘွေးလန်းသဖြင့်မုံရွာမှာတရင်ကျုပ်ပွဲတော်ကလှုပ်တယ်အယောက်30ကျော်ပေါ်တာဆွဲခံရတယ်မုံရွာကရှိတဲ့မုံရွာသူမုံရွာသားတွေတစ်ချက်စဉ်းစားကြည့်ကြဗျာအေးကွာဒီဘာဖြစ်ဖြစ်ကွာဒီရွေးကောက်ပွဲဟာငါတို့ပြည်သူတွေအတွက်ထပ်ပေါက်တစ်ခုပဲကွာအိုင်းကောင်းလိုက်တဲ့ချင်းနော် ဒီရွေးကောက်ပွဲဟာငါတို့ပြည်သူတွေအတွက် ထွက်ပေါက်တစ်ခုပဲတဲ့ဘယ်ဟိုထွက်သွားလဲထွက်ပေါက်လဲကျုပ်တို့ခမရတို့ရှင်လျက်နဲ့တည်နေရမယ်ဘဝကိုရောက်အောင်အာနာရှင်လူစုကစနစ်တကျလုပ်မယ်ထွက်ပေါက်ပဲစဉ်းစားကြည့်ရဒီထွက်ပေါက်ကိုငါတို့ကောင်းကောင်းအတုံးချမှာဖြစ်မယ်အေးအတုံးချတတ်အောင်လဲပြည်သူတွေကိုအသိပေးမှာဖြစ်မယ်ရှင်ကျဲတော့ပြည်သူတွေကသိပါတယ်အဲတိလားတိုင်ဖောက်ကိုကြီးနေတာပဲဖာကြရနေမှာ ပြည်သူတွေကသိပါတယ်ပြည်သူတွေကသိတယ်မင်းတို့ကိုမဲလာမပေးလို့မင်းတို့ဒီမှာလောင်မြိုက်ပြီးတော့အမျိုးစုံပြောနေတာဟုတ်မလားတောင်းသူတွေတမပါတီဥက္ကရာဆိုပါလေကြော်စွာဆိုဆိုရင်မဲမထိုင်ခွေးဖြစ်မယ်လို့ဘာဖြစ်မယ်လို့ညာသိမယ်လို့ပြည်သူကိုအကြောက်တရားနဲ့အုပ်ချုပ်ပြီးတော့စနစ်တကျနဲ့ရုံမှာရက်ဆက်ဖို့ကြံစည်နေတာခင်ဗျားတို့စဉ်းစားကြည့်ကြဘာမှမသိတဲ့ဖိအားတွေကြောင့်လားပြည်သူတွေကလန့်နေတာအိုင် ဲ့လာပြီ။နဲအခုလာမဲ့ရွေးကောက်ဝဲကြရဲ့။ဘယ်သူတို့ဗီဒီယိုဖိုင်နေရှိနေရဲ့ဗျ။သိလား။သူတို့ဗီဒီယိုဖိုင်နေရှိတယ်။နှစ်ဆက်တဲ့အာနာသိန်းတဲ့အချိန်တုန်းကရုံမတက်နဲ့ရုံထွက်တဲ့စီရီယန်တွေကိုစနစ်တကျဂျင်းထည့်ခဲ့တဲ့ဖေလိုမာတွေကတော့ပါရဲ့နော်။ပါတီကိုမဲပေးမယ်လို့စဉ်းစားထားတယ်။ဘယ်ဘာလို့ငါနဲ့တူနေမလားလို့လေကျွန်တော်ကတော့ပါတီကိုလည်းမကြည့်ဘူးလူကိုလည်းမကြည့်ဘူး တကယ်တိုင်းပြည်ကိုအကျိုးပြုမဲ့လူကိုပဲကြည့်ဘူးမှတော့တိုင်းပြည်ကိုပျက်စီးအောင်မလုပ်ကြဘူးပျက်စီးအောင်မလုပ်ချင်လို့လေကျွန်တော်တို့အခုရွေးကောက်ပွဲလမ်းစဉ်ကိုရွေးထားတာပေါ့အဓိကကတော့လူရွေးမှန်ဖို့ပဲလိုတယ်လူရွေးမှန်မှလူမှန်ရမှာလူမှန်ရမှလမ်းမှန်ရမှာပေါ့ တိတာလုံးကနော်ဇက်တိုက်ထားတာနင်ပြီးငါအဲ့ဒါပြီးငါအဲ့ဒါပြီးပြောဘယ်ပါတီကိုမဲပေးမလဲလို့ပြောတယ်ပြီးတော့ပြီးတော့လူရွေးမှန်မှရမယ်ပြီးတော့ तू ကပြန်ပြောတယ်လမ်းမှန်ရမယ်တရုတ်ဆောင်ဆိုတာအဲ့ဒါပဲဗျာကျွန်တော်တို့တခြားနိုင်ငံမှာရှိတဲ့နိုင်ငံခြားကားတွေကြည့်ပြီးတော့တရုတ်ဆောင်တဲ့အရာတွေကျွန်တော်ဒီဇယ်ဝါရှင်တန်တို့နော်အများကြီးကြည့်မှုတယ်တကယ်တရုတ်ဆောင်ကောင်းတဲ့မင်းသားတွေမင်းသမီးတွေအများကြီးရှိတယ်မြန်မာနိုင်ငံအတွင်းမှာတရုတ်ဆောင်တဲ့လူတွေဟာအာနာရှင်ရဲ့အလိုကျ စနစ်တကျနဲ့ပြည်သူကိုဂျင်းထဲ့ပြီးတော့အာနာရှင်စနစ်ဆိုးတဆိုးရှိအောင်လုပ်နေတဲ့တရုတ်ဆောင်တွေပို့ပြီးတော့များတယ်ဒီအရာပေါ်မှာဗက်ပြောင်းပြီးဖြစ်သွားတဲ့ဒီလူတိုက်ကတော့ခင်ဗျားတို့ကြိုးတို့ဘွိုက်ကော့ထဲလုံတဲ့အရာတွေကိုလုပ်ဖို့လိုတယ်လို့ကျွန်တော်ကဒီနေရာနေမှာကြားချင်ပါတယ်ဒီမှာ ဝိုက်ကော့လုပ်တဲ့အဖွဲ့ကြီး group တစ်ခုကနေတင်ထားတာ IC show ပဲဘတ်190တဲ့ဘသူတွေကသွားကြည့်မှာလဲတခြားစဉ်းစားကြည့်ရနော်အဖမ်စီစီဘာမာဖတ်ချက်ကွန်မြူနတီနော်ဘွိုက်ကော့ရှော့လစ်တိုင်းနိုင်ငံမှာရှိတဲ့ white cost လောက်ရမယ်စိုင်တွေရဲ့နာမည်ရေးတယ်။ထိုင်းမှာ IG show web လက်မှတ်ရောင်းချနေတဲ့စိုင်တွေဖြစ်ပါတယ်တသက်တာ white cost လောက်ရမယ်စိုင်တွေပါတယ်။လုံးဝအားမပေးပါနဲ့မပတ်သက်ပါနဲ့ဒါလေးတော့လူညီပါစေတဲ့။မြေတားရက်ခံနေရနော်။ Phoenix ပတုံနမ်းမော် Bangkok အုံမှာဒီမှာနော်။ပတုံနမ်းမှာရှိတဲ့ရိုးရိုးလေးရိုးရိုးလေးစားတော့ဆိုင်သူ့ရဲ့ Facebook account တွေမှာဒီမှာချပြထားတယ်အကုန်လုံး။ ောက်တစ်ခုရှိသေးတယ်ဘန်းနာမှာရိုးရိုးလေးပဲဒီမှာတမအကုန်စိရင်နေအကုန်ခရက်ဗားတွေရောဘာတွေရောအကုန်မဟာခြိုင်မှာကျွန်တော်တို့မဟာခြိုင်မှာကြတော့မဟာຫນွယ်ဆိုတဲ့စိုင်ဒီအဖွဲ့အစည်းကဘာကြောင့် white call လုပ်ပါဒီတရုတ်ဆောင်တွေကို white call လုပ်ပါလို့ဘာကြောင့်ပြောရလဲဆိုရင်အာနာရှင်စနစ်ဆိုးတဆိုးရှေအောင်ဝိုင်းဝန်းထောက်ပံ့နေတဲ့လူပုဂ္ဂိုလ်တွေစိုင်တွေဖြစ်နေတဲ့အတွက် ဘွိုက်ကော့လုပ်ခိုင်းတာမိမိအကျိုးစီးပွားကိုပဲကြည့်ပြီးတော့ပြည်တွင်းမှာဒုက္ခရောက်ဆုတ်ပြတ်တတ်နေတဲ့မြန်မာနိုင်ငံနိုင်ငံသားတွေအပေါ်မှာမကြည့်ပဲမိမိတို့ရဲ့ကိုကျိုးစီးပွားကိုပဲကြည့်တဲ့လူတွေစိုင်းတွေအတွက်ကျွန်တော်တို့ကဘွိုက်ကော့လုပ်ရမယ်ဘွိုက်ကော့မလုပ်ဘူးဆိုရင်အာဏာရှင်ကိုတွားပြီးတော့ထောက်ပံ့ထောက်ခံပေးနေရတယ်ကျွန်တော်တို့ကအတူတူပဲဗျဒါကြောင့်မလို့အာဏာရှင်စနစ်ဆိုးတဆိုးမရှိအောင်ကျွန်တော်တို့ဘွိုက်ကော့တွေလုပ်ရမယ် ကျွန်တော်တို့တွန်းလှန်တဲ့အရာတွေကိုအချိန်ပြည့်တွန်းလှန်နေဖို့လိုတယ်အခုထိုင်းနိုင်ငံမှာဒီရုပ်ရှင်ပြဖို့ဆိုပြီးတော့တို့လုတ်ထလာကြည့်တယ်အဲ့ကောင်နော်အော်တိုဘာ23ရက်နေ့ထိုင်းနိုင်ငံမှာကြီးစုနိုင်ပြီဆိုပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့အသေးပေါက်ဖို့လိုတယ်အသေးနာဖို့လိုတယ်ဗျခင်ဗျားတို့ဝေညီကိုမောင်နှမတွေမြန်မာနိုင်ငံအတွင်းမှာဘလောက်ကြီးဒုက္ခရောက်နေလဲခင်ဗျားတို့ကိုမြေကိုရေမှာနေခြင်းရဲ့ဒါနဲ့တခြားနိုင်ငံမှာလာပြီးနေနေရတဲ့ဘဝမျိုးတွေ ဘလောက်စုပ်ပြတ်တတ်တယ်ဆိုတော့ခင်ဗျားတို့ကြုတ်တူကိုယ်တိုင်အားလုံးသိတယ်အာနာရှင်စနစ်စိုးတာပြတ်ဒီမှာအာနာရှင်ကိုထောက်ခံနေတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းအတိုင်းဝိုင်းတစ်ခုပါတတိပါတခါတည်းဖြတ်ပြီးသားဒီမိုကရေစီဆိုတဲ့အရသာအစ်စ်နဲ့မှန်ကန်မှန်ကန်တဲ့အစိုးရတည်တာကျွန်တော်တို့ပြည်သူအစိုးရသာပေါ်ပေါက်လာကြည့်ကျွန်တော်နိုင်ငံအတွင်းမှာကြုံတွေ့နေရတဲ့အရာတွေဟာအကုန်လုံးစိတ်ငွေတွေကိုပျောက်သွားလိမ့်မယ်ဒါကြောင့်တတ်နိုင်တဲ့ဘက်ကနေနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ ဘွတ်ကော့လုပ်ပေးကြပါလို့မြစ်တာရက်ခနဲ့ဒီလိုတနတ်စားကြံတဲ့ဖက်ခွက်စားတွေအားလုံးကိုလည်းတွေ့တဲ့နေရာတွေ့တဲ့အချိန်မျိုးမှာအားမပေးခြင်းအပြင်အာနာရှင်ကိုဆက်ပြီးတော့တွန်းလှန်ကြပါလို့ပြောနေတယ်ဒီကိုချုပ်ပါတယ်အားလုံးကောင်းသောနေ့ပါလားနော်